ာလီစောပါဒီကနေ့မေလာ23ရက်နေ့နရင်စရာရခိုင်တည်င်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျမမြန်နေခင်အားတင်ဆက်ပေးတော့ပါမယ်ရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့ရတိတော်မြို့နေကထွန်းရွေဝေရွာဟောင်းကိုစစ်ကောင်စီကပုံလာကြီးခဲ့တဲ့အတွေ့ဆက်သုံးရောက်တည်ဆုံပြီးခိခိုက်တည်ဆုံသူအရေးအတွေ့အခုထက်တိုးလာနိုင်တဲ့သတင်းပျောက်ဆုံးနေတဲ့ကတိကဆီယာမဒေါ်ဝင်းဝင်းအောင်ဟာ EEC ကိုရောက်ရှိလာတာမရှိဘူးလို့ဥခိုင်တုခါကပြောဆိုလိုက်တဲ့သတင်းနဲ့ အီအီကတနက်နဲ့ပြစ်ခတ်ခဲ့တဲ့အတွက်ဘင်္ဂလားဒေ့ရှ်ကငါဖန်သမားနေရောက်ဒဏ်ရာရရှိသွားတဲ့တဲ့င်းအပြင်တခြားစိတ်ဝင်စားစရာကောင်းတဲ့တဲ့င်းတွေကိုလည်းဆက်လက်တင်ဆက်ပြီးတော့ပါမယ်ရှင်။ရတိတော်မျိုးနေကထွန်းရွေဝေရွာဟောင်းကိုစစ်ကောင်စီကဘုံလာကြေးခဲ့တဲ့အတွက်73ရောက်တည်ဆုံပြီးထိခိုက်တည်ဆုံသူအရေအတွက်အခုထက်တိုးလာနိုင်တယ်လို့ဥခိုင်တုခါကပြောပါရယ်။ကနဦးအနေနဲ့73ရောက်အလောင်းကိုရရှိထားပြီးအယောက်20ကျော်တန်ရာရရှိခဲ့တာ နေအိမ်ဆင်းနှလုံးပျက်စီးသွားခဲ့တယ်လို့ဆိုပါရယ်။ယတိတော်မျိုးနေကထွန်းရွယ်ဝေရဟောင်းကိုဒီကနေ့မနက်၁၀နာရီ၅မိနစ်မှာစစ်ကောင်စီကဂျက်ဖိုက်တာနဲ့ပေါင်900ပုံနှလုံးလာရောက်ကျေရှာခဲ့တာပါ။ပျောက်ဆုံးနေတဲ့ရခိုင်လူမျိုးကတိကဆီယာမဒေါ်ဝင်းဝင်းအောင်ဟာအာရခတစ်တော် EEC ရောက်ရှိလာတာမရှိဘူးလို့အာရခတစ်တော် EE ပြောခွင့်ရသူဥခိုင်သူခါကပြောဆိုလိုက်ပါတယ်။ ရန်ကုန်တက္ကသိုလ်တက်တာပြည်သားဌာနကရခိုင်လူမျိုးကတိကဆီယာမဒေါ်ဝင်းဝင်းအောင်ဟာမေလ9ရက်နေ့မှာမိထီလာတက္ကသိုလ်ကပျောက်ဆုံးသွားပြီးအာရခတစ်တူအေးနဲ့ချိတ်ဆက်က အဖွဲထဲကိုဝင်ရောက်သွားပြီးလို့စစ်ကောင်စီသတင်းစာတွေမှာမေလ12ရက်နေ့ကရေးသားဖော်ပြခဲ့ကြပါတယ်။အဲ့ဒီဆွဆွေးချက်ဟာမကန်မှုမရှိဘူးလို့ ULAA ပြောခွင့်ရသူဦးခိုင်သူဟာကမေလ12ရက်နေ့ကနရင်းစရာကိုပြောဆိုလိုက်ပါတယ်။ အဓိကကတော့အဲ့ဒီဆီယာမဟာရခိုင်လူမျိုးတယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကလေးပဲသူတကယ်ဘာဖြစ်လဲဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးစုံစမ်းနေတာရှိပါတယ်လို့သူကဆက်ပြောပါတယ်။ဒါ့အပြင်အခုလိုဆွဆွေးပြောဆိုတာဟာတောင်ဝမဲ့စကားကိုပြောဆိုတာဖြစ်တယ်လို့ဥခိုင်တုခါကဆိုပါတယ်။မီလာစနီယန်နီက ကော်ပစားခရိုင်စားပြင်တိုက်နေစင်မဖြူကျွန်အနီနမ်းမြစ်အတွင်းငါဖမ်းနေတဲ့ ဘင်္ဂလားဒေ့ရှ်က၅ဖန်သမား၃ယောက်ကိုအာရခတက်တိုအီအီကတနက်နဲ့ပြစ်ခတ်ခဲ့တဲ့အတွက်၂ယောက်ဟာကြီထိမှန်ခေကစေးုံတင်ထားရတယ်လို့ဒက်ကာထရီဘူးသတင်းမှာရေးသားဖော်ပြထားပါတယ်။ဒန်ယာယာသွားသူတွေကတော့ဟာဒီယဲအူလာ၁၈နှစ်နဲ့မူဟာမက်ဟူစိန်၁၆နှစ်တို့ဖြစ်ကြပြီးဆင်မဖြူကျွန်းဂျာလီယာပါယာမှာနေထိုင်သူတွေဖြစ်ကြတယ်လို့ဆိုပါတယ်။ငါဖဲသမားဟာဒီယဲအူလာမှာဒူကောင်နဲ့မူဟာမက်ဟူစိန်မှာတော့ ဒီဘက်ခြေတော်တို့မှာတန်ရာရရှိခဲ့ပြီးသူတို့နှစ်ယောက်ကိုကော်ပစားခရိုင်ထွေထွေယောဂကူဆေးရုံကြီးကိုစီကူတာမှုခံယူဖို့ပို့ဆောင်ထားတယ်လို့သတင်းမှာဖော်ပြထားပါတယ်။မူလွေးပိုင်းမှာပဲနမ်းမြစ်အတွင်းငါးဖမ်းနေတဲ့တက္ကနတ်မျိုးနေလီလာမျိုးလီဒါပါယာကလူ၃ယောက်ကိုလေအေအေကဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဖော်ပြထားပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီးအေအေပြောခွင့်ရသူဥခိုင်ဒုက္ခကိုဆက်တွေ့မြင်မြန်ထားပြီးရရှိရင်အေအေဖက်ကတုံ့ပြန်ချက်ကိုဆက်လက်တင်ပြပေးတော့ပါမယ်ရှင်။ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးကြတာပါ။ဆက်လက်ပြီးတော့ပြည်ရင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးတော့ပါမယ်ရှင်။ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့စကိုင်းတိုင်း DPN မြို့နယ်ကဦးထိန်တွင်ကြေးရွာစာတင်ကျောင်းကိုစစ်ကောင်စီတပ်ကလေယာဉ်နဲ့ပုံကျဲခဲ့တဲ့အတွက် ဆရာဆရာမ2ယောက်အပါဝင်ကျောင်းသားကျောင်းသူ22ယောက်တည်ဆုံသွားခဲ့တယ်လို့ဒေတာခန့်တွေစီကနေသိရပါဗျ။အဲ့ဒီစာတင်ကြောင်းကိုမနေ့ကမေလ7ရက်နေ့မနေ့7နိုင်လောက်မှာမိထီလာမှာရှိတဲ့ရှမ်းတီလီတက်စခန်းကနေစစ်ကောင်စီရဲ့ဂျက်ဖိုက်တာနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဒေသခံတွေကပြောပါရယ်။ចောင်းသားចောင်းသူအများအပြားတည်ဆုံခဲ့ရပြီးထိခိုက်တရာရသူအများအများရှိခဲ့တယ်လို့လည်း အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတဲပုံနဲ့တကွာထုတ်ပြန်ထားပါတယ်။တတော်ရက်ဆက်တဲ့စစ်တပ်ဖြစ်ပြီးတင်းဆုံသူတွေထက်တိုးနိုင်တယ်လို့ဒီပီအင်းဒေတာခန်အမျိုးသားတယောက်ကပြောပါတယ်။အဲ့ဒီစာတင်ကြောင်းဟာဒီပီအင်းမျိုးနေအနောက်ခြမ်းအိုထိန်တွင်မြောက်ရွာမှာတည်ရှိတဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ကြားကာလပညာရေးအကြောင်းတကြောင်းဖြစ်တယ်လို့လည်းသိရပါတယ်။နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့ အမေရိကန်မိုဝါကီမြို့အထက်မြစ်တိုက်ခန်းတစ်ခုမှာမီလာ၁၁ရက်နေ့ကမိလောင်မှုကြောင့်လူ၄ယောက်သေဆုံးခဲ့ပြီးယာနဲ့ရှိကအိုးအိမ်ဆွန့်ခေါ်ထွက်ပြေးခဲ့ကြရတယ်လို့ CNN သတင်းရဖော်ပြချက်အရသိရပါဗျ။မီလောင်မှုကြောင့်ယာနဲ့ရှိအိုးမေးအိမ်မဲ့ဖြစ်ခဲ့ရက လူတရှုဟာမိဘေးကလူကင်းဖို့ပဒင်းပေါက်တွေက ခုန်ချခဲ့ကြရတယ်လို့ဆိုပါရယ်မိသက်သမားတွေကမီလောင်နေတဲ့တိုက်ခန်းအတွင်းဝင်ရောက်က လူအယောက်30ကိုကီတင်ခဲ့ရပြီးအခုလိုဝန်းနေကြေကွေးစရာဖြစ်ရအပေါ်အလွန်စိတ်မကောင်းဖြစ်မိတယ်လို့မိုးဝါကီမိသက်ဌာနကထုတ်ပြန်ထားပါတယ်မိသက်ဌာနကမိလောင်မှုအကြောင်းရင်းကိုစုံစမ်းစစ်ဆေးနေစေဖြစ်ပြီးဒီအဖြစ်ဆိုကြောင့်ထိခိုက်ခံစားရသူတွေအလုံးနဲ့ထပ်တူခံစားရပါတယ်လို့မြို့တော်ဝန်က Facebook လူမှုကွန်ရက်မှာရေးသားခဲ့ပါတယ်မိုးဝါကီမိသက်ဌာနရဲ့အကြီးအကဲဖြစ်သူ Aaron Lipsky က1924မတိုင်မီကတည်ဆောက်ခဲ့တဲ့အစာအုပ်တွေမှာအလိုလျောက်မိတဲ့ရေဖြန်စနစ်တွေတက်ဆင်ထားခဲ့ရင် အခုလိုမိလောင်မှုမျိုးဖြစ်ပွားမှာမဟုတ်ဘူးလို့ပြောကြားခဲ့ပါတယ်ရှင်။နရင်းစရာသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းထူးခြားတဲ့သတင်းတွေကိုဆက်ပြီးတင်ဆက်ပြီးတော့မှာဖြစ်ပါရယ်။ကျမတို့နရင်းစရာကထုတ်လွှင့်တဲ့သတင်းတွေကို www. narinzara.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ narinzara ရုပ်သံကိုကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အားလုံးကျန်းမာရှင်လန်းကြပါစေရှင်။